သူကတော့ကိုယ်အများကြီးပို့ပြီးတော့ချစ်တယ်ပေါ့နော်ဒီတဲ့အများကြီးပို့ပြီးတော့ချစ်နိုင်အောင်လည်းကြိုးစားပါအင်ထရိုကဘယ်လိုဝင်ခဲ့ရလဲဆိုတော့အပြင်မှာတိတ်တိတ်လေးနော်အဲ့ဟာနေဟာဒီဘက်ကပါလဲပေါ့ဒီကြီးကလည်းဒီဘွဲမှာရှိပါတယ်ဒီတော့အောက်အဲ့လိုမျိုးအကောင့်ထဲမှာနည်းနည်းပပစကားပြောရမျိုးပဲရှိအဲ့လိုခင်းတော့ခင်ဘူးဟိုကိုကလည်းတိတ်ပြီးတော့ပြန်မပြောအဲ့လိုမျိုးဟုတ် အဲပရိသတ်လားဆိုတော့အခုတော့ပရိသတ်လောက်ထားတယ်။အဲ့တော့ဒါကြီးကြည့်ဒါကြီးကြည့်အဲဒါမကြည့်ဘူးမလားဒါကြည့်ဆိုအဲ့လိုမျိုးပေါ့။အဲနှစ်ယောက်တည်းခရီးသွားအောင်မယ်နှစ်ယောက်တည်းပျော်အောင်မယ်ပေါ့နော်နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေအောင်ပဲပြီးရောမှပဲဟိုကလေးယူဟိုစဉ်းစားပြမယ်။သူကတော့ပုံအများကြီးပို့ပြီးတော့ချစ်တယ်ပေါ့နော်ဒီတဲ့အများကြီးပို့ပြီးတော့ချစ်နိုင်အောင်လည်းသူစားပါမယ်အာရွေးချယ်မှုကတော့ဟိုဒီကိုယ့်ပုံမှာကောင်းတယ်ပေါ့နော်ကိုယ့်ရဲ့ဒီ ကိုသူတနေ့တာလုံးမှာကို first priority ပေးရပေါ့ကိုရဲ့စိတ်ချမ်းသာမှုကသူအဓိကအဓိကထားရပေါ့နော်အဲ့ဒီချက်လေးကြီးအောင်ပဲဟိုရွေးဖြစ်ခဲ့တာပေါ့စဆောင်ခဲ့ရတော့ဟိုအရင်တော့တော့ Facebook မှာတော့ friend နေဖြစ်တာတော့ကြာပြီကိုကြီးစပြီးတော့သုံးခဲ့ရပေါ့နော်အပြင်မှာတွေ့ရတော့ဒီတငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်မှာတွေ့ရပါဟိုသူနဲ့ကဟိုစကားဝိုင်းပြောပြီးတော့ဟိုတွဲကြည့်ရဲ့အချိန်မှာတော့တိတ်အများကြီးညှိစရာလည်းမလိုဘူးပေါ့နော်ဟိုအချင်းချင်းဟိုဘာပြောရလဲဆိုတော့ဟာနားလေတယ်ပေါ့နားလေတယ်ဆိုတော့ကြာတော့တနေ့အခု ဟိုတနစ်ခွဲလောက်ပဲရှိပါသေးရဲ့ချစ်သူသက်တမ်းဟုတ်အာဒီယိုဆောင်မန်းတော့တည်ရပေါ့နော်ဟိုအကောင့်ထဲမှာလည်းရှိနေရဆိုတော့ကြာတော့တည်ယိုဆောင်မန်းတော့တည်ရပြီးတော့ဆေးကြောင်းရပဲဆိုတော့ကြာတော့ဆေးကြောင်းချင်းချင်းကြာတော့အာတည်ယိုဆောင်လုပ်တယ်လို့ပါဆိုတော့ကြာတော့တည်ရပေါ့နော်အဲ့လိုမျိုးပေါ့။အရင်ကခင်မင်းတငယ်ချင်းလားဒါမှမဟုတ်အရင်ကတော့စကားမပြောဖြစ်ခဲ့တာ။အရင်တော့တော့အဲ့လိုမျိုးအကောင့်ထဲမှာနည်းနည်းပပစကားပြောရမျိုးပဲရှိအဲ့လိုခင်တော့ခင်ဟိုကိုကလည်းတိတ်ပြီးတော့ပြန်မပြောဘူးအဲ့လိုမျိုးဟုတ်။ အဲပရိသတ်လားဆိုတော့အခုတော့ပရိသတ်လောက်ထားတယ်။အဲ့တော့ဒါကြီးကြည့်ဒါကြီးကြည့်အဲဒါမကြည့်ဘူးမလားဒါကြည့်ဆိုအလိုမျိုးပေါ့။အရင်ကတော့စာကြည့်တော့ပြောလာဘယ်တဲ့ချင်းလေးတော့ကြည့်ဘူးရဲ့ဘယ်ကတော့ချင်းရောက်ဆောင်လေးကိုကြည့်ဘူးလဲဆို။အဲအဲ့လိုမျိုးလေးတော့ဟိုပါပြောရဲသူကြည့်ဘူးရဲ့တဲ့ချင်းလေးရောရှိရဲပေါ့ပြီးတော့သူကဓာတ်ပုံတွေပါကြီးအထူးကတော့ဟို social media ပုံတွေတို့ပါကြီးအဲ့ဒါတွေကတော့နည်းနည်းပို့ပြီးတော့ဟိုသူကပို့သိရပါပေါ့နော်အဲ့လိုမျိုးပေါ့။ intro ဝင်ခဲ့ရတယ်ကို intro ကဘယ်လိုဝင်ခဲ့ရလဲဆိုတော့အပြင်မှာတိတ်တိတ်လေးနော် အဲ့ကနေဟာဒီဘက်ကပါလဲပေါ့အဲ့လိုပါပဲဟိုနည်းဟိုအဲ့မှာလဲစတွေ့ရောလဲ तू ကလူပုံစံကြည့်လိုက်တော့ဘယ်လိုခေါ်မလဲ personality ကောင်းတယ်ပေါ့နော်လူတွေဟိုမှာဥစားပေးတဲ့ဟာမျိုးတော့မှာထမင်းစပွဲဟို table manner စေပါရင်မှာဆိုရင်အသူများရဲ့လူကြီးတွေကိုအဲ့လိုမျိုးဥစားပေးပြီးတော့ဟင်းယူခိုင်းတာမျိုးအဲ့လိုမျိုး manner စေရစားကိုကလဲအဲ့လိုမျိုးလေးကြည့်တတ်တော့ကြီးများရဲ့ခေါ်မလားပေါ့နော်ကိုကလဲအဲ့လိုမျိုးလေးကြည့်တတ်တယ်ဆိုတော့အဲ့မှာ तू သတိထားမိရပါဟုတ်သတိလေးပဲလို့ဆိုရင်စိတ်တော့ခဏခဏကောက် ဟုတ်တယ်စနေဖြစ်တော့ပူဆိုးပါဗောပြောပြီးအားလုံးကြောင်းငွေကြေးကြောင်းနေလာတော့မဟုတ်ဘူးငွေကြေးဘူးလေနော်ဘက်ကဒီနေ့ဒီပွဲမှာရှိပါတယ်အဲဒါဆိုရင်အောင်ွယ်တော်ကြီးပေါ့အဲ့ဒါပါပေါ့အိမ်အောင်ပြုလိုက်ပြင်မဲ့ကိုပေးနာမှာကိုလှုပ်ချင်တာကိုပေးလို့မဲ့နောက်ထပ်လူတယောက်ဟိုရောက်လာရယ်ဆိုရဲခန်းစားချက်မျိုးပဲရရယ်ပေါ့နော်ဟိုပိတ်ပင်မဲ့ဟိုဟိုလူတယောက်ရောက်လာရယ်ဆိုရဲဟာမျိုး မပေးရတဲ့အတွက်အဲ့ဒါကတော့အရန်ဘယ်လိုခေါ်မလဲကို့အတွက်အရန်အဆင်ပြေရယ်ပေါ့ ။သူကကျတော့အဲ့လိုမျိုးဟိုကိုယ့်ရဲ့ဒီလွတ်လပ်မှုကိုပိတ်ပင်ပိတ်မပင်တဲ့အပြင်ပေါ့နော်။သူကပျော်ရာကိုလှုပ်၊သူကလိုက်လှုပ်ပြီးရဲ့အဲ့လိုမျိုးပေါ့နော်။ဟိုဖဲသွားခြင်းလဲ၊ဘာလှုပ်ခြင်းလဲ။အဲကိုယ့်ကိုယ်ငယ်ချင်းမိတ်ကလေးနဲ့တွားခြင်းလဲဆိုလို့ရှိရင်လဲတွားအဲနေခဲ့ပြီးမယ်။အဲသူကလိုက်ဖို့ပြီးဆိုလို့ရှိရင်လဲသူကကားမောင်းပြီးတော့လိုက်ဖို့ပြီးမယ်။အဲ့လိုမျိုးလေးပေါ့ဟုတ်။ မကြိုက်တဲ့ဟာမျိုးဥမာဟိုအတင်းတုတ်တာပေါ့နော်သူ့ကိုပြန်ပြီးတော့တိုင်နာမျိုးဆိုလို့ရှင်တော့အရင်ဖွင့်တာပေါ့အဲ့လိုမျိုးအပြန်တိုင်နေတော့ပါလို့ဆိုလို့ရှင်တော့သူကလည်းအဲ့လိုမျိုးနားထောင်ပေးရဲအဲကောင်းတဲ့ဟာလေးဘာလို့ဘာလို့ဘာလို့တော့ပြောပေးရဲပေါ့နော်ဟိုအမေဖေကအစတည်းကလည်းမစူတာဆိုတော့ကိုကအဲ့လိုမျိုးယောက်ျားယူလိုက်ပြီးရောမှာ အာအဖေမိတော်မှမဆူတဲ့ဟာကိုအဲ့လိုမျိုးယောက်ျားကကြံမလားဟိုအောင်လုံးနဲ့တရားမလုံးနဲ့ဖြစ်မှလဲဆိုးလို့လဲတယောက်တည်းနေနေရပါတော့အဲ့တော့ तू ကလည်းအဲ့လိုမျိုးဟိုအဖေအဖေတို့အမေတို့လိုပဲဟိုရရစိတ်ချမ်းသာရလို့ပေါ့နော်ကိုယ်ပြီးတော့ဘယ်ခေါ်မလဲကိုယ်ယုံထားတာပေါ့ကိုကမဟုတ်တဲ့အာတခုခုမလုပ်ဘူးဆိုတာအဖေတို့အမေတို့ယုံထားသလိုပဲအဲပျော်တဲ့ဟာကိုလုပ်ဆိုတော့ကြာတော့ညီမအဆင်ပြေပါတယ်ဟုတ်ဘယ်ချိန်မှာဖုန်းရလာပါ တော်တော်လေးနေအောင်ဆိုတော့အမြင်ကတ်တော့ဗာလဲဟာပေါ့စပြောတာအဲ့လိုကြီးပြောရလားပေါ့နော်ဒါပေမဲ့အဲ့လိုစကားရပါပြောချင်တဲ့အချိန်မှာ तू က caring ဖြစ်တယ်ပေါ့နော် give side တက်တယ်အဲပြီးရင်ကိုပြောတဲ့ဟာတွေကိုနားလဲသဘောပေါက်တယ်ပေါ့နော် ပြီးတော့တချို့ကြတော့ကိုပြောတဲ့ဟာဆိုအဲ့လိုတိတ်ပြီးတော့ဟိုအမြင်ယူအမြင်မတူတာရှိရယ် तू နဲ့ကြတော့စကားပြောရင်းနဲ့ဟောဟိုအဆင်ပြေမယ်ဆိုတာဟိုဟိုတန်းတည်ရယ်ပေါ့ဟုတ်အဲ့တူရတူရတာပြောရရင်အဲ तू ကတော့ဟုတ်နှစ်နှစ်ကြီးရယ်ညီမချက်လေး คลีลงลงยาโหกูอ่ะไปช่วยเลยอ่ะล่ะกูอ่ะไปช่วยอ่ะဒီတောင်ဆူလိုက်စကတော့အခုလောလောဆယ်တော့နှစ်ယောက်တည်းပဲနေအောင်ပဲပေါ့နော်ဟိုကအဲဟိုဒီကလေးယူဖို့ပါတော့တော့ညီမတို့လောလောဆယ်တော့အစီအစဉ်မရှိသေးပါဘူးပေါ့နှစ်ယောက်တည်းခီးရီသွားသွားလေးပဲဟိုမှာခီးရီသွားအောင်မယ်အဲနှစ်ယောက်တည်းခီးရီသွားအောင်မယ်နှစ်ယောက်တည်းပျော်အောင်မယ်ပေါ့နော်နှစ်ယောက်တည်းလောလောလတ်လတ်နေအောင်ပဲပြီးတော့မှပဲဟိုကလေးယူဖို့ကစဉ်းစားပြစ်မှာပါဟုတ်ကိုကလေးလေးလောလောသွားမှာပဲကိုကလေးလေးမဟုတ်ရင်သူကလေးနှစ်ယောက်ထိန်နေအောင် ဟုတ်အာပရိသတ်ကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုနှမျောတယ်လို့မယူစေခြင်းသေးဘူးလို့ပြောရဲပရိသတ်တို့လည်းတောင်းပန်ပါတယ်လို့ဟိုအသက်လည်းနည်းနည်းရလာပြီဆိုတော့ကြာတော့ဟိုယူခွင့်ပြုပါလို့ပြီးတော့မိသားစုလိုက်ပေါ့နော်ဒီကကိုယ်ချစ်ပေးရဲ့ပရိသတ်တွေကနှစ်ယောက်တွဲပြီးတော့လည်းချစ်ပေးပါအောင်လို့ပြောချင်ပါ